ဟယ်လိုအားလုံးပဲမင်္ဂလာပါ scary time လေးရောက်ရှိလို့လာပါပြီတစေပရလောကကိုတွေ့ဖြစ်ရမြအကြောင်းကိုစိတ်ဝင်စားဖွယ်ရာတင်ဆက်ပေးနေတဲ့အစီအစဉ်လေးပဲဖြစ်ပါတယ်တကယ်လို့သင်က admin လို့ တရေတစီပရလောကအကြောင်းကိုစိတ်ဝင်စားတဲ့ horror fan တယောက်ဖြစ်တယ်ဆိုရင် like follow subscribe လေးလုပ်ထားတင်နေနော် okay စလိုက်ကြရအောင်ဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့ညမလေးတယောက်ပေးပို့ထားတဲ့ကိုရစ်ဖြစ်ရက်လေးပဲဖြစ်ပါတယ်ကဲဒါဆိုရင်ဘလို့စိတ်ဝင်စားဖို့ရအကြောင်းအရာလေးဖြစ်မလဲဆိုတာနားထောင်ကြည့်ရအောင်ဒီဖြစ်ပျက်လေးကကျမ19နှစ်အရွယ်လောက်က ကြုံတွေ့ခဲ့ရတဲ့အဖြစ်ပြက်လေးပါကျမခန့်ခန့်ငယ်ကမိဘတွေကပစိုးရက်ကန်လုပ်ငန်းလုပ်ကင်ကြပါတယ်အဲ့အချိန်ကကျမတို့ကနေမြို့လေးတစ်မြို့မှာနေခဲ့ကြတဲ့အချိန်ပေါ့ကျမကခန့်ငယ်ငယ်လေးကတည်းကလုံးဝမကြောက်တတ်ပါဘူးတခါတလေ အိမ်အောက်ထက်အလုံယုံထဲမှာဘသူမှမရှိရင်လဲတယောက်တည်းထိုင်ပြီးအလုံလုံးလေးလှုပ်ထရှိပါတယ်။အဲတရက်တော့ခရိုင်းလိုပဲအလုံသမားတွေပြန်သွားပြီးအောက်ထက်အလုံယုံထဲတယောက်တည်းအလုံထိုင်လို့နေပါတယ်။ကျမရဲ့ဖဖေနဲ့မမီကအပေါ်ထက်မှာဇလံတွေကြည့်နေကြပါတယ်။မမရဲ့ရာ MRTV4 ကဇလံစောင့်ကြည့်နေကြတာပါ။အောက်ထက်မှာဘသူမှမရှိတော့မီးတွေအကုန်ပိတ်ပြီးကျမအလုံလုံးတဲ့တနေရာတည်းမီးဖွင့်ထားတာပါ။အဲ့ဒီကထူးထူးဆန်းဆန်း ကျမအလုံလုံနေရင်စိတ်ထဲတမျိုးကြီးခံစားလာရပါတယ်ခါရိုင်းတရက်တည်းမကြောက်မလန့်အလုံလုံနေကြကျမကကြိုးချမ်းလာတာကြိုးရိုးတဲ့စိတ်ငနဲ့ခံစားမှုကြီးက တော်ယုံလူတယောက်ဖို့တော့ခြောက်ချားစရာပါ။ကျမကဟိုးအရင်ကတည်းကဖျားတရားကိုခရိုင်းထက်ပို့ပြီးလုတ်ဖြစ်တဲ့အခါထူးထူးခြားခြားခံစားမှုမျိုးတွေရှိရပါတယ်။တဘာဝလုံးခံစားမှုမျိုးတွေထူးခြားတဲ့အာယုံခံစားမှုမျိုးတွေရှိရပါတယ်။အဲဒီရပိုင်းဖျားတရားကိုဖိပြီးလုတ်ဖြစ်နေတာမို့လို့လားတော့မသိပါဘူး။ဒီနေ့တော့ထူးထူးဆန်းဆန်းကြောရွတဲ့ဒီစိတ်ပြီးခံစားမှုကတမျိုးကြီးပါ။ဒါနဲ့ကျမလည်း နောက်ကိုရုတ်တရက်လှည့်ကြည့်လိုက်ပါတယ်ဘာမှမရှိပါဘူးတော့ကျမအလုံလုံရင်ပူလို့ကျမနောက်ကြိုးတဲတဲကပရင်ပေါက်ကလည်းဖွင့်ထားရပါကျမတို့အိမ်နဲ့ခြံကတော်တော်လှမ်းပါတယ်ပရင်ပေါက်ကနေလှမ်းကြည့်လိုက်ရင်အိမ်ရှိလမ်းကိုမြင်နေရပါတယ်လမ်းဘေးမှာကကျမပင်ကြီးရဲ့မကြီးပင်ကြီးရဲ့အဲ့လိုအပင်ကြီးကြီးတွေလည်းရှိပါတယ်ကျမလည်းငါစိတ်ထင်တာပဲနေမှာပါဆိုကိုယ့်အလုပ်ကိုပြန်လုပ်နေပါတယ်တပြေးပြေးနဲ့ကျမတကူလုံးကအေးဆက်လာပါတယ်ကြောချမ်းပြီး ကြောက်တလူလူတခုခုကိုစိုးရင်တလူလူခံစားမှုကြီးကပူစိုးလာတာပါနောက်ကိုလှည့်ကြည့်လိုက်တော့လေဘာမှရှိမနေပါဘူးအိမ်ရဲ့အပြင်ဘက်ကတိုက်ခတ်လာတဲ့လင်းအင်းအင်းလေးတချို့ကလွဲပဝင်းကျင်တစ်ခုလုံးကတိတ်ဆိတ်ငြိမ်သက်နေပါကျမကလည်းဗရင်မောင်နှောင်းကိုတွားပြီးအပြင်ဘက်ကိုတစ်ချက် ဘယ်ညာကြည့်လိုက်တော့တိတ်ဆိတ်နေတဲ့ညအမောင်သူ့အောက်မှာလမ်းတစ်ဖက်တစ်ချက်ရဲ့အပင်ကြီးနှစ်ပင်ထိထိကြီးကလွှဲရင်အရှာအလုံးငြိမ်သက်လျက်ပါဒါနဲ့ကျမလည်းအလုတ်ပဲပြန်သွားလုံးနေလိုက်ပါတယ်အလုတ်တောင်လုံနေပေမဲ့စိတ်ထဲမှာတော့ခံစားမှုကမပြေသွားပါဘူးဒီရောက်ရောက်ကနောက်ကနေရက်ကြည့်နေတယ်လို့ တမျိုးကြီးပါတဖြည်းဖြည်းနဲ့ကြောက်စိတ်ကပူလာပါလေဘလုံးမအလွတ်ဆက်လုံးလို့မရတော့ပါဘူးဒါနဲ့ကျမလည်းရုပ်တရက်နောက်ဖက်ဘရင်းမောက်ကိုစက်ကနေပြန်လှည့်ကြည့်လိုက်ပါကျမခေါင်းနှစ်ပန်းကြီးပြီးတကူလုံးအေးဆက် တောင့်ခဲသွားရပါတယ်။ကောင်းဝင်အဖြူဝတ်ထားပြီးသပင်ဖားလာတဲ့အမျိုးသမီးတယောက်ကပြင်ကနေမတည့်ရက်ပြီးကျမကိုစိုက်ကြည့်နေတာပါ။ညာအမောင်ကြီးတဲ့သပင်ဖားလာကမှမျက်နှာကိုပါကွယ်ထားတယ်။ဖြော့ဖြော့ကောင်းဝင်ကမှနည်းနည်းညစ်ပြီးခက်ဆုဆုအနေထားပါ။ကျမနေရာကမီးရောင်ခက်မင်မင်ကခြံနားတိဖြာနေတာမို့ကြည့်ကြတော့မဟုတ်ပင်ပဲခက်မှန်းရတာ။ကျုပ်ရုပ်လုံးမတုံမလုံရက်ပြီးကြည့်နေတာပါ။ကျမလည်းတော်တော်ကြအောင်ကြောင်နေရင်မှရုတ်တရက်ပဒင်းပေါက်တကာ ားကလေမတိုက်ပဲဝုံးကနေပိတ်သွားပါတယ်အဲ့တော့မှတတိဝင်လာပြီးအပေါ်တက်ကိုပြေးတက်ခဲ့ပါတယ်တခါမှအဲ့လောက်မကြောက်ဘူးပါဘူးမနဲ့မှတိရတာကကျမတို့ရဲ့မျက်စောင်းထိုးအိမ်အမတယောက်ကိုတရေဝင်ဘူးတာပါတဲ့သူတို့အိမ်ကို ရေတဲပြီးပို့ပြီးနေကြဦးလီတယောက်ကညနေ၄နာရီ၅နာရီလောက်ဆိုနွားလဲနေရောပြင်ကိုထွက်နေရှိပါတယ်အဲ့ဦးလေးရဲ့နွားတွေကနေမကောင်းဆိုးဝါနန္နာဘာဝက ါနဲ့အဲ့ဒါနဲ့အိမ်ပိုင်ရှင်အမကိုဝင်ပြီးပုကတ်ခဲ့တာပါပြီးတော့မကောင်းဆိုးဝါးကိုဆရာခေါ်ပြီးနှင်ထုတ်ကြတော့မထွက်ပါဘူးတဲ့ဒီမှာနေမှာပါဆိုပြီးဝုန်းနိုင်ကျင်းနေတာပါတဲ့ဘယ်ချိန်မှာဖြစ်တာလဲဆိုတော့ညကကျမကြုံတွေ့ရတဲ့အချိန်ပါပဲတဲ့